ဂျွန်လ24ရက်ဒီနေ့အင်္ဂါနေ့အတွက်ခொနည်းသားမီးတွေအတွက်တဲတော်ကံကြမ္မာနမိတ်ဖတ်ကြရမယ်ဆိုရင်တော့တဲတော်နမိတ်ရဒီနေ့ဒီနေ့ဟာစိတ်ပင်ပန်းမှုများတဲ့နေ့လို့အဓိပ္ပာယ်ရပါတယ်အထူးသဖြင့်ဓာတ်ကိုကိုင်းပြီးတော့ကျွေးကြော်နေတဲ့လူလင်တယောက်ကသင်္ကေတနမိတ်ဖြစ်တယ်အတိုက်ခိုက်အပြိုင်ဆိုင်တွေပြောဆိုရတတ်တဲ့ငင်းခုန်ဆွေးနွေးတိုင်ပင်ရတတ်တဲ့ခွဲစိတ်သတင်းကြားတဲ့ဆိုရင်တော့အသီး၃မျိုးဆွမ်းကံဖုံးကြီးကိုလှူပါ အလုံးနဲ့ပတ်သက်ပြီးအခွင့်အရေးကောင်းနေရပါလိမ့်မယ်ဒီနေ့မှာကံတရားကိုအထောက်မှန်ပေးဖို့လိုတော့ကတော့လက်ဖက်ရည်တစ်ခွက်မနဲ့စောစောမျက်စောဖျားရှင်ကိုလှူဒန်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုသန့်စင်ပွားမြင်ကြတဲ့ရင်သွေးရနိုင်တော့ကတော့အင်္ဂါနေ့ဘွားတိုက်ဘွားဇာတာရှင်တွေဖြစ်ကြပါတယ်တိုက်ဘွားသဘောရငယ်စဉ်ကပင်နဲ့ငွေတန်တချွင်ချွင်နဲ့ကြီးဘွားချမ်းသာအောင်မြင်ကြမယ်အသူများဖြစ်ကြအောင်နမိတ်ကောင်းဖတ်လိုက်ပါရခင်ဗျာဒီနေ့အတွက်မွေးနေ့ဒီနေ့မှကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရည်ရည်အဖြစ်လမ်းညွှန်ရမယ်ဆိုရင်တော့ ကြာဆိုင်ကြောင့်မြတ်စွာဘုရားရှင်ကတူချင်းယဟန်တန်ကလောင်းလူချင်းဆွေမျိုးမိသားစုဒါနာပြုခြင်းအပြင်မွေးနေ့ရှင်တို့အတွက်ဒီနေ့တားလုံးကံတရားရဲ့အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်ဒီနေ့အတွက်အကျိုးပေးစုမှုကဏ္ဍတက္ကဏသုံးကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့အတွက်ငွေကံကောင်းမှုလို့အတွက်ဆိုရင်တော့ပတ်စံတွဲမှာကာကြီးအခေယရေးပြီးရေမွေးစွန့်စောင့်ထားလိုက်ခြင်းအပြင်ငွေကြီးကံအထူးကောင်းပါလိမ့်မယ်ငွေကြီးကိစ္စရေးစကားပြောမယ်ဆိုရင်လည်းကိတ်မုံအနေနဲ့စာဆုတောင်းပြီးပြောခြင်းအပြင်အောင်မြင်ပါလိမ့်မယ် စလို့တဲ့ကုန်းသွန်းတဲ့လက်ဖိဆိုင်နေစားတော့ဆိုင်နေရောင်းပန်းတာဝယ်ပန်းနောက်ဘလို့တော့ကတော့ဆိုင်ရှိမျက်နှာသာကိုဒီလိုနေ့မှာတကြားနေငယ်ကျင်းချင်းအဖြစ်ကောင်းသောလက်လာပါများအထူးရပါလိမ့်မယ်ထို့တူအယောင်ထိုင်းနေတဲ့ကုန်းပစ္စည်းတွေအယောင်ထွက်ဖို့လို့တော့ကတော့တပြေညွန်းလေးတညွန်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအဖြစ်အယောင်တွက်သွားပါလိမ့်မယ် အမှုခင်းကြုံနေတဲ့သူရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့နာမည်ကိုငါတက်တာဘူးမှရေးပြီးတော့စွန့်ကဘုန်းကြီးကိုလှူဒန်းလိုက်ပါခင်ဗျာထို့သူကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှရှိရဆိုရင်တော့ဆေးကောင်းဝါကောင်းဆရာကောင်းသမားကောင်းတွေ့ရဖို့လို့အတွက်တိလရှင်ဆရာလေးတစ်ပါးကိုငါပြောသီးမဲ့တပီလှူဒန်း၍ကျမ်းမာရေးအတွက်ဆူတောင်းလိုက်ပါခင်ဗျာအချင်းမင်းတိုင်းအိမ်တော်ကြီးကတော့ရုတ်တရက် ပြဒနာပေါ်တာသဘောထားကိုနေတာအထင်မြင်လွဲမှားတာမျိုးဖြစ်တတ်တဲ့နမိတ်ဖြစ်ပါတယ်။ဒါကြောင့်အရှိမေတ္တာကြီးကိစ္စမှာပြဒနာတစုံတရာမကြုံအောင်လို့အတွက်ခိုးငှက်ကလေးတွေကိုအစာဒါနပြုပြီးဆူတောင်းလိုက်ခြင်းအပြင်ပျော်ရွှင်ပွဲဖြစ်ပါလိမ့်မယ်ခင်ဗျာ။